ဒီဗီဒီယိုကိုမြင်မြော့လေကျမတော်တော် စိတ်မကောင်းဖြစ်လာသေးလားတကယ်တကယ်ဟိုစိတ်မကောင်းဖြစ်တာဘလို့မှခံစားလို့မရအောင်အဲ့အမကိုလည်းပြောချင်တာလေအဲ့လောက်ထိလှုပ်ဖို့လိုလို့လားအဲ့လောက်ထိလှုပ်ဖို့လိုလို့လားကျမလည်းဈေးသေးပါပဲကျမလည်းဈေးသေးပဲဒီလိုဒီလိုမျိုးခိုးတာပါညာလေလူတိုင်းကြုံတွေ့ရတဲ့အရာဒါပေမဲ့အဲ့လောက်ထိလှုပ်ဖို့မလိုဘူးမရဲ့ လို့ပြောမလဲကိုမကျင့်တော့ဘူးလားရဲအရဲလက်ထဲကိုအလိုက်ရဲရသူ့ဟာသူဆက်လုသွားလိမ့်မယ်အဲ့လောက်ထိနှိမ့်ဆက်ဖို့မလိုဘူးပြီးတော့ခလေးပါတယ်သာသမီချင်းကိုချင်းစားနော်ခလေးငယ်လေးပါတယ်မြင်ရတွေ့ရတာတော်တော်အဆင်မပြေဘူးဟုတ်တယ်လာခိုးတယ်လာခိုးတာမိသွားပြီဆိုရင်လိုင်းမတင်ချင်တယ်မလားအမတင်လို့ရတယ်မတင်နဲ့လို့မပြောတင်လို့ရတယ်သူ့ရဲ့မျက်နှာသူ့ကိုပဲဗီဒီယိုရိုက်လေခလေးကိုမရိုက်နဲ့သူ့ကိုပဲဗီဒီယိုရိုက်ပြီးတော့ဒါကတော့ကျမတို့ဆိုင်မှာဒီလိုဒီလိုလာခိုးပါတယ်အမလက်ပါစရာအကြောင်းမရှိဘူးလေရဲလက်ထဲအလိုက်ရဲကသူ့ဟာသူသူ့ရဲ့ တောင်ဝင်ဝတ္တရားတိုင်းလုံးလိမ့်မယ်အမအဲ့လိုမျိုးတွေရှင်နေပူနဲ့ပတ်မယ်လို့အသားကြီးလှီးထုံမယ်လို့နေပူထဲမှာဓာတ်တိုင်မှာခလေးရောလူကြီးရောချိုးချီရတယ်အလားရလုံးစရာမလုံးလေအမမကျင်နေအောင်မလားအဲ့နေရာမှာလည်းမရဲခေါ်ပြီးရဲလက်ထဲအောင်တခါတည်းအလိုက်ပြီးွားပြီးလိုင်းမော်ဒီကျင်နေမလားတင်တင်လို့ရတယ်အဲ့လိုရိုက်နှက်စရာမလို့ပေါင်ကြီးကိုဒီလိုမျိုး6လောက်ကြီးကိုနင်းထားပြီးသပင်းကိုဆွဲထားတာအရန်ကြီးရယုံဆိုးတယ်ဘလို့ပြောမလဲအခုဟာလေအဲ့ဗီဒီယိုဖိုင်ကိုကြည့်ရတဲ့အချိန်မှာလေဟိုခိုးတဲ့လူကိုပဲတနာတယ်ကျွန်မတို့ เนาะကိုယ့်ရဲ့စိတ်ကမနှက်စာစားမယ်ဆိုပြီးတော့တစ်တော်လေးခဏကြည့်မယ်ဆိုပြီးကြည့်လိုက်တယ်အဲ့ video file ကိုမြင်လဲမြင်ရောကျမမနှက်စာတော့စမစားနိုင်အဲ့ခံနေရတဲ့ခိုးတဲ့အမာကြီးကိုပဲအမာကြီးရောမဟုတ်အန်တီကြီးကိုပဲသနာရဲအဟိုကျမလိုက်ကြည့်ရတော့အိုက်ဆိုင်ရလှိုင်းတာရလှိုင်းတာရလိမ့်စာလို့တော့တွေ့ရအဲ့အန်တီရဲ့လိမ့်စာကြည့်ရဘာညာဆိုလဲဒီ comment လေးမှာတခြားလောက်မှန်ခဲ့တယ်ကျမလှူခြင်းလို့အဲ့အန်တီကိုလှူခြင်းလို့ဘလိုပြောမလဲရဲလက်ထဲအပ်လိုက်ပါရဲလက်ထဲအပ်လိုက်ပါ ပြောအလိုက်ကြည့်ပြောလေရင်းနေမောတယ်ဒီလား ဟင်းနေမောရဲ့ရဲလက်ထဲအလိုက်ရဲရလှုပ်ရှားရှိရလှုပ်သွားလိမ့်မယ်။ဒါမှတောင်းရုံနဲ့ရုံဆိုလည်းအဲ့လိုမျိုးကိစ္စတွေဝင်လဲမပြောဘူးပြောလို့ပြောထားလည်းမရှိဘူး။ကိုကြည့်ကြည့်နေဆိုရင်ကြည့်လိုက်တယ်မကြည့်ကြည့်ကြောက်သွားလိုက်တယ်ကိုကိစ္စအဲ့မဲ့အလှအောင်ကြည့်ပြီးရောလေကျမတကယ်စိတ်မကောင်းတကယ်စိတ်မကောင်း။ဟောခလေးလေးကိုလှုပ်သူ့မှာလေဟိုကျမခလေးကိုမလှုပ်ပါနဲ့ကျမကိုပဲလှုပ်ပါသူ့သားသမီးကိုလှုပ်ပါဆိုလို့ဟိုဘယ်လိုပြောမလဲအခုဟာကွာ သူခိုးရဆိုတာလဲသူ့မှာလဲအကြောင်းရရှိမှာပဲဟိုကျမခိုးရလူတိုင်းကိုအပိအမြောက်လောက်တာမဟုတ်ဘူးတကယ်မရှိလို့လုံလိုက်လုံမိလောက်ရလုံလိုက်တဲ့လူတွေလည်းရှိရတချို့ကြာလဲမလောက်စားခြင်းလို့အပြင်းကြီးပြီးတော့ဟိုသူများတကပစ္စည်းကိုအလကားအချောက်လို့ခြင်းလို့လောက်စားရဲ့လူကလည်းတသက်ရှိရတချို့ကြာလဲအခက်ခဲဖြစ်နေလို့မဖြစ်မနေမို့လုံလိုက်ရဒါလည်းရှိရအကြောင်းမျိုးမျိုးကြောင့်ရှိရသူ့အကြောင်းနဲ့သူဟိုလို့ပြောမလဲသူပြောပါသေးရအဲ့ထဲမှာနေ့မှခြေလက်တွေနေ့မှလည်းခြေလက်တွေပါတာပဲငါမှလည်းခြေလက်တွေလောက်စားဖို့ဆိုတော့ဘဝပေးခြေနေရမတူကြဘူးလင်းဘဝပေး ချင်းနေရမတူကြဘူးဘယ်လိုပြောမလဲလုပ်ငန်းလုပ်ဖို့အရင်းနှီးရှိရလို့ရှိတယ်လို့အရင်းနှီးမရှိရလို့ရှိရအဲ့လိုမျိုးပဲတယောက်နဲ့တယောက်ဘောဘဝဘေးကုသိုလ်ကံနေမတူကြဘူးအမမကျင်နိုင်ဘူးလားရဲလက်ထဲအလားအဲ့လောက်ထိလုပ်เสียရမလို့အဲ့လေခိုးတဲ့အမရဲ့လိပ်စာလေးသိရင်မမေကောမန့်လေးမှာတစ်ချက်လောက်ရေးပေးနော်အမေအဲ့အမကိုလေလှူချင်တာမို့လို့တကယ်လဲစိတ်ထဲမကောင်းဘူးမနှက်စာတော့စက်မစားနာဘူးယင်ထဲမှာလေတော်တော်မကောင်းတာအတန်အောင်သာနားထောင်ကြည့်လိုက်တော့